အမွေဆက်ခံခွင့်မရှိတဲ့သူတွေကဘယ်လိုလူတွေလဲအားလုံးပဲမင်္ဂလာပါကျမကတော့ LLB Group မြန်မာ Law Fan ကတရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Fan အနေနဲ့အများပြည်သူတွေသိထားတဲ့နဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရှိပါတယ်ဒီနေ့ကျမဆွေးနွေးပေးချင်တဲ့အကြောင်းအရာလေးကအကြမ်းမြင်းနေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးအကြောင်းကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ် ်အကျန်းနည်းအနေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးကဘယ်လိုလူတွေလဲဆိုရင်တော့နံပါတ်၁က တရားဝင်သားသမီးရှိရင်တရားမဝင်တဲ့သားသမီးကအမွေဆက်ခံခွင့်မရှိပါဘူး။အဲ့လိုပဲတရားဝင်မျိုးရှိရင်တရားမဝင်တဲ့မျိုးကအမွေဆက်ခံခွင့်မရှိပါဘူး။နံပါတ်1ကတော့လင်မယားကွာရှင်ချင်းအဖေနဲ့လိုက်ပါသွားတဲ့သားသမီးဟာအမေထံကနေအမွေဆက်ခံခွင့်မရှိပါဘူး။ဒါပေမဲ့တခုရှိတာကအမေနဲ့အဆက်အသွယ်မပြတ်သားသမီးတို့ရဲ့ပြုဖွဲ့ရာဝတ္တရားတွေကိုဆောင်ရွက်နေရဆိုရင်တော့အမေထံကနေလည်းအမွေရခွင့်ရှိပါတယ်။ မတ်3ကသွာနုတ်တရသာသမီခွေးနဲ့တူတဲ့သာသမီမိဘကိုရန်သူတပွဲဆက်ဆံတဲ့သာသမီဟာအမွေရခွင့်မရှိပါဘူးနံပါတ်4ကမွေးစားခံရတဲ့သာသမီမွေးစားခံရတဲ့သာသမီဟာမွေးစားမိဘထံကနေအမွေရခွင့်ရှိပေမဲ့မိရင်းဖရင်ထံကနေတော့အမွေရခွင့်မရှိပါဘူးနမ၅ကယဟန်တော်တွေယဟန်တော်တွေကသူတို့ရဲ့ဆွေမျိုးထံကနေအမွေရခွင့်မရှိသလိုသူတို့ရဲ့ဆွေမျိုးတွေကလည်းယဟန်တော်ထံကနေအမွေရခွင့် ွင့်မရှိပါဘူးဖိုးသူတော်တွေတီလရှင်တွေကတော့တာမန်လူတွေနီးတူအမွေရခွင့်ရှိပါတယ်မြင့်မဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာလေးကအကြမ်းင်းနေနဲ့အမွေဆက်ခံခွင့်မရှိတဲ့သူ၅မျိုးအကြောင်းကိုဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်မတက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။